အားလုံးပဲမင်္ဂလာပါဒီနေ့အမကသမီးတို့ကိုဗျံကျိတ်စကတ်ကိုဇာနဲ့ပိတ်နဲ့နှစ်ထပ်တန်ကိုထပ်နီးလေးကိုအမပြကျင်နေဒါအမတို့ပတန်ဆွဲပြီးသားဒီပိတ်စပေါ်မှာဒီရဲ့အောက်ကဇာစဇာစရလဲအမတို့ကဒါဆိုရင်အမနည်းနည်းခွာထားတယ်ဘလောက်ဆိုရင်6စင်တီခွာထားတယ်ဒါတော့ customer ရဲ့သဘောပေါ့နော် customer ကတကယ်လို့ သူကခြေတလုံးထိပေါ်ခြင်းနဲ့ဆိုလို့ရှိရင်တော့အမတို့20လောက်ခွာလို့ရတယ်အ30ခွာလို့ရတယ်5 cm ခွာလို့ရတယ်6 cm ခွာလို့ရတယ်ဒါဆိုအမ6 cm ဆိုတော့အရန်လည်းမများဘူးလမ်းလျှောက်လိုက်ရင် အမတို့ခြေမျက်စိခိတ်လေးမှာပဲသူ့ရဲ့အောက်ခံစားလေးရရှိတယ်ဒါဆိုရင်အမကဒီအနေထားတိုင်းလေးကို အောက်ကစားဆောက်လဲအမကပြန့်နေအောင်မိဖို့တိုက်လိုက်တယ်ပြီးအပေါ်ကအမတို့ကဒီရဲ့ အောက်ခံစားပေါ့နော်ဒီအောက်ခံစားအဝါစားယူတဲ့အမက အောက်အနားကိုကိုလိုချင်တလောက်ခောက်ထားတယ်အောက်အနားကိုကျတော့အမကဒီလိုမျိုးအစတွေဆိုရင်ဒါစားမလိုက်ဘူးနော်ဒါစားမလိုက်ဘူးအောက်ခံစားလည်းအမနှစ်ခေါက်အလှခောက်ထားတယ်အကျဲတီထားတယ်ပြီးတော့မှအမလက်ချုပ်လိုက်ပင်ဒီဟာကိုကျတော့အမကအပေါ်နဲ့အောက်ကဆစ်စင်ဒီခွာထားတယ်ဆိုတော့အကဲရဲ့အမကသူ့ရဲ့အရှိက66ဆိုလို့ရှိရင်ဒီရဲ့အခံစားကိုအမက60ပဲယူတယ်ဒါအမ60နဲ့ယူပြီးတော့မာဒီမှာပိတ်ဆောက်ကို ၄တောင်ရင်အမဖျက်ချလိုက်တယ်။၄တောင်ပုံစံအနေထားယူအမတို့အခါတိုင်းဂျိတ်စကက်ဗျံဂျိတ်စကက်ဆွဲတယ်လို့ပဲတမနာပတန်ကိုဒီမှာအပီးဆွဲလိုက်နော်။အပီးဆွဲပြီးတော့မှဒီဇာနဲ့ပိတ်ဆနဲ့လာပြီးတော့ထက်လိုက်တာလေးပဲတမနာဘာမှပြောင်းလဲခြင်းမရှိဘူး။ဒါပေမဲ့ဒီအောက်မှာဟာခွာသွားတဲ့အရာလေးရေပြီးအမတို့ပင်နေထိုးပြီးတော့ဘလိုဘလိုမျိုးချုပ်မလဲ။အဲပင်နေထိုးပြီးလို့ရှိရင်ဒီပင်ထိုးထားတဲ့အရာတွေကိုတမနာက ဆက်နဲ့သွားပြီးတော့ပေါက်ရင်လည်းရတယ်ဒါပေမဲ့အမကတော့ဆက်နဲ့ပေါက်တာအာမပေးဘူးဆက်နဲ့ပေါက်လိုက်ရင်အမတို့ဒီဒီရဲ့ချီနဲ့ဆက်ရဲ့ဆွဲအားကြောင့်မလို့အဲဒီအနာကိုချုံမဲ့ line တွေဟာတွန့်သွားတတ်တယ်။ဒါကြောင့်အမကတော့ဒီလိုပင်နေထိုးပြီးရင်အကျဲတည်စေချင်တယ်။တပီလို့အကျဲတည်တဲ့နီးစနစ်ကလည်းတည်ပြီးသားလေ။ဒါကြောင့်မလို့အမတို့ကဒီလိုမျိုးပင်နေကိုတောက်လျှောက်ကိုချုံမဲ့လမ်းကြောင်းအကုန်လုံးပင်နေကိုအညီသွားထိုးမယ်။ပြီးတော့တောက်ရဲ့ဒီအလဲစင်တာလေးတွေကြတော့အမကပင်ကိုဒီလိုအရှိလိုက်ကလေးတွေထိုးထားတယ်။ ပြီးတော့မှဒီစာနဲ့ပိတ်စာနဲ့နှစ်ခုကိုအမတို့ဒီလိုအကျဲတီမယ်အကျဲတီပြီးတော့မှဒါကိုအမတို့နှစ်ခုကိုပူးချုပ်ပါလေဟုတ်တယ်နော်ဒါလေးလေးတပိလို့သဘောပေါက်မှာပါဒါဆိုရင်အမတို့ဒီလိုမျိုးအကုန်လုံး၄တောင်ဆက်ဆက်ကိုကိုကရပြီပင်နဲ့ထိုးပြီးသွားပြီးစာစာနဲ့ဒီရဲ့အခန်းစာနဲ့လည်းတွဲပြီးသွားပြီးဆိုတော့မှမတို့ပုံမှန်တိုင်းသူ့ကိုချုပ်စာဝမ်းထုတ်ပြီးတော့လာပြီးတော့ညှက်ထုတ်လိုက်အောင်မယ်နော်တပိလို့ဘာမှပြောင်းလဲခြင်းမရှိပါဘူးအမတို့နကိုပြန်ကြိတ်စကတ ရန်ချင်းစကတ်ကိုပတ်တန်ဆွဲတဲ့နေတိုင်းဆွဲမယ်။ပြီးချုပ်စာထုတ်တာလည်းပြင်းချင်းစကတ်ကိုထုတ်တဲ့ချုပ်စာနေတိုင်းပဲထုတ်မယ်။ပြီးအမတို့ဒီတိုင်းလေးလာပြီးတော့ညှက်ချလိုက်အောင်မယ်နော်။ဒါလေးကိုအမရညှက်ပြီးသွားလို့ရှိရင်တော့တပည့်တော်ခုနကမှပြောသလိုအကျဲသွက်တည်ပါနော်အကျဲတည်ပြီးရင်အကုန်လုံးကိုပြန်ချုပ်လို့ရပြီနော်တောက်လျှောက်ချုပ်သွားပါ ဒါဆိုရင်အမတို့ကအပေါ်နဲ့အောက်တွဲပြီးလားဖြစ်သွားပြီเนาะဒါလေးကိုအမတို့ကအကျဉ်းသွားတီးမယ်အကျဉ်းတီးပြီးတော့တောက်တယ်မိဟုတိုက်ဆရာရှိရတိုက်ကပတ်ကပတ်တက်တာလည်းအခါတိုင်းပုံစံလေးနဲ့လည်းတိုက်ပြီးတော့ဒါဆိုရင်ဇာနဲ့ပိတ်ဆနဲ့နှစ်ခုထပ်ထားတဲ့လုံကြီးလေးတစ်ထည့်ကိုသမီးတို့ရမယ်ဒါဆိုရင်သမီးတို့မြင်မြင်ကြည့်လိုက်เนาะဒါဘယ်လောက်မှမကွာဘူးသူ့ရဲ့အိမ်ဟိုကိုယ်ထဲမှာဝတ်လိုက်ရင်ဇာနဲ့ အတွင်းခံအစာဒီလောက်လေးပဲခွာတယ်ဒီလောက်လေးဆိုလှတယ်နော်ရိုင်းလည်းမရဘူးအမတို့အရင်ပေါ်တဲ့ခြေစလုံးတဝက်ကြီးကိုအောက်ခံစားလွှတ်ထားတယ်ဆိုရင်ဝတ်လိုက်တဲ့အချိန်မှာနည်းနည်းလေးပေါ့နော်ကြည်ရဆိုးတယ်တချို့ဟိုခက်ဆန်တဲ့သူကလည်းကြိုက်တယ်ပေါ့နော်ဒါတော့ကိုယ်အကြိုက်နဲ့ကိုပါဒါဆိုရင်တမီးတို့ဒါလေးကိုချုပ်ကြည့်ပါနော်ဒါအမကဒီစာနဲ့ပိတ်ဆက်နဲ့ထက်တဲ့နီလန်းလေးကိုတမီးတို့လာပြီးတော့မျှဝေတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်